အကောင်းကိုလူတိုင်းမကြိုက်ကြအောင်လူတိုင်းမကြိုက်ဘူးတနည်းအားဖြင့်ပြောမှဆိုရင်လူတွေမှာချက်လက်စီဆိုတဲ့အိတ်တရားရှိတယ်တူတယောက်တူတက်သွားမှာကိုမလိုလားတဲ့စိတ်အိတ်တာဆိုတာလူတယောက်ချိပွားတူတက်သွားလို့ရှိရင်အပြစ်ပြောခြင်းနဲ့စိတ်အဲ့ဒီတရားဟာ လူလောကကြီးကိုလွှတ်မှုပြုထားတာဖြစ်တယ်။ဒါကြောင့်လောကမှာအမြင့်မြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တရားတော်ကိုကျင့်ကြံကြုပ်ကိုအထုတ်နေတဲ့မြတ်စွာဘုရားရဲ့မြင့်မြတ်မှုချီးကျက်မှုကိုမြင့်မြတ်ချီးကျက်တဲ့ခွန်ကြီးချင်းတွေကိုရရှိမှုကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေကနောက်ဆက်တာအဲ့တော့ကြည့်လိုက်ဆိုရင်လောကမှာ အနောက်ရှေ့ကင်းပြီးတော့ခြေဝတ်တုတ်တယ်ဘုရုဆိုတာခက်ခဲတဲ့သဘောရှိတယ်ပေါ့နော်အနောက်ရှေ့ကရှိတယ်အဲ့ဒီနေရာမှာလည်းပဲစဉ်းစားကြည့်ရမှာတော့ခစ်ဆိုတာမျိုးမျိုးရှိတယ်ဆိုရင်ခစ်ဆိုခစ်ကောင်းအချိန်ကာလပိုင်းဆိုတာရှိနိုင်တယ်စပေကျမ်းမှာဆိုထားတဲ့ခစ်ကာလကို ခြုက၄မျိုးနဲ့ပေါ်ပြထားတာရှိတယ်။ကတ္တယုကတရိတာယုကတောပရာယုကနဲ့ကလိယုကလို့ဘုရားဝါဒကျမ်းစာမှာတော့မဟုတ်ဘူး။အိန္ဒိယနိုင်ငံမှာထွန်းကားတဲ့တက္ကရဘာသာကျမ်းစာမှာလူလောကသမိုင်းကိုခေတ်လေးခေတ်နဲ့ပိုင်းခြားပြီးတော့ပေါ်ပြထားတယ်။အဲ့တော့ဘုရားရဲ့ ်ခေါ်ပြောချက်နဲ့လည်းပဲစီးမြော်တယ်ပေါ့။ဘာဖြစ်လို့တော့ဆိုမြတ်စွာဘုရားကလူလောကကြီးဟာကောင်းလိုက်ဆိုးလိုက်မတည်ငြိမ်တဲ့အနေထားရှိတယ်။ကောင်းတဲ့အပိုင်းကနေပြီးတော့ဆိုးတဲ့အပိုင်းကိုတဖြည်းဖြည်းရွေးရှားသွားတာရှိတယ်လို့ဆိုးတဲ့အပိုင်းကနေပဲကောင်းတဲ့အပိုင်းကိုရွေးရှားသွားတဲ့အချိန်ကာလမျိုးရှိတယ်။အဲ့တော့မတည်ငြိမ်ဘူးပေါ့။ အကောင်းကြီးလည်းမရှိနိုင်ဘူးအဆိုးကြီးလည်းမရှိနိုင်ဘူးဒါဟုတ်တယ်ဖြစ်နိုင်တယ်လောကမှာအခြေအနေဆိုတာအဲ့တိုင်းပဲလေကောင်းတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဆိုးတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဒါကြောင့်မို့လူလောက လူသမိုင်းကို ကြည်လိုက်ပဲဆိုရင်လောကမှာရှိတဲ့လူသားတွေဟာလေးဘုံပုံလေးဘုံလုံးကောင်းတဲ့အချိန်ပိုင်းဆိုတာရှိခဲ့တယ်တကယ်ကို လူတိုင်းလူတိုင်းဟာအကောင်းမွန်တဲ့စိတ်ထားတွေနဲ့အင်္ဒမသာကြအာရအေးချမ်းတဲ့အချိန်ပိုင်းကိုကတာယုကခေလို့ခေါ်တယ်။လူကိုလေးဘုံဘုံလေးဘုံသလုံးဟာလူကောင်းလေးကြီးပဲ။နောက်အဲ့ဒီထဲကနေတဖြည်းဖြည်းရောကြလာတဲ့အခါမှာလေးဘုံထဲမှာဆန်းတဲ့ကြက်ချီရောဆိုလို့ကြက်ချီရောဆိုလို့ပဲ။ လေးဘုံဘုံတဘုံလောက်ကအဆိုးဘက်ကိုရောက်လာတာရှိတယ်။အဲ့ဒီအဆိုးဘက်ရောက်လာတဲ့အခါမှာသုံးဘုံကပဲဒုက္ခတဘုံကအဆိုးဖြစ်လာတယ်။အဲ့ဒီခေတ်လည်းကြောဖြတ်ခဲ့ရတာပဲ။အဲ့ဒီခေတ်ကတရိတာယုကလို့ခေါ်တယ်။တောပရယုကခေတ်ရောက်လာတဲ့အခါကျတော့အကောင်းဘက်ကမတိုးပဲနဲ့အဆိုးဘက်ကတိုးလာတယ်။ အထာသဘာဝပဲလေစဉ်းစားကြည့်ပေါ့တရတိဆယ်လုံးဆိုတာဆိုအဲ့ဒီတရတိဆယ်လုံးနဲ့မှာအပုတ်တလုံးပါလာတယ်အပုတ်တလုံးနဲ့အကောင်း၉လုံးတူတူထားလိုက်လို့ရှိရင်အဲ့ဒီအကောင်း၉လုံးကပုတ်နေတဲ့တရတိကိုအကောင်းဖြစ်အောင်မလုပ်နိုင်ဘူး မလုံးနိုင်အဲ့ဒီပုတ်နေတဲ့တေသီတလုံးကနေပြီးတော့ကြံတဲ့ကိုလုံးကိုပုတ်သွားအောင်မလုပ်တယ်ကောင်းပြတ်ပြတ်တယ်တော့မရှိဘူးနော်အဲ့ဒါလို့အဆိုးဘက်ကိုရောက်လာအဲ့တော့လူတွေဟာသုံးပုံကနေပြီးအဆိုးကနေတိုးလာတော့လေးပုံလေးပုံဖြစ်လာတယ်ဒရိတာယူကလို့ခေါ်တယ်နောက်တစ်ခါ တဝက်စီကောင်းတဝက်စီဆိုးနေတဲ့အနေထားမျိုးကတခါအဆိုးဘက်ကပိုးလာပြန်တယ်လူလေးယောက်မှတယောက်ဖက်လူကောင်းကြံပြီးတော့ကြံတဲ့လူသုံးယောက်ကအဆိုးအဲ့တော့အကောင်းကတပုံပဲကြံတော့တယ်အဲ့ဒီခေတ်ကိုကလိယူကလို့ခေါ်တယ်အဆိုးများသွားတဲ့ခေတ်ပေါ့နော်ဆိုးများသွားတဲ့ခေတ် ကောရမမြတ်စွာဘုရားပွင့်တာဟာအဲ့ဒီကလေးယူကမှပွင့်တာအဆိုးများတဲ့ခေတ်မှာဥပမာမယ်လေးချောင်းတော့စပွဲကြီးမှာခြေတော့သုံးချောင်းကကျိုးနေပြီးတော့ခြေတော့တစ်ချောင်းနဲ့နဲ့ထောက်ထားတဲ့စပွဲဘယ်တော့နေမလဲချစ်ကြည့်ပေါ့ခြေတော့တစ်ချောင်းနဲ့ပဲထောက်ထားတဲ့စပွဲဟာစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်မယ် တော့လူလုံးကကြီးဟာအကျင့်တရားတွေပြက်ပြားပြီးတော့လှုပ်လဲလှုပ်တယ်ဆောင်းနေဆောင်းနေတဲ့အဆိုးဆုံးအချိန်တိုင်းတို့သူပြောလို့ရတယ်ပေါ့နော်အချိန်ပိုင်းကိုရောက်လာအဲ့ဒီအချိန်ပိုင်းကလည်းပဲနောက်ဆုံးမှလူလေးဘုံဟာလေးဘုံလုံးအဆိုးတွေကြီးဖြစ်သွားတဲ့အချိန်ပိုင်းရောက်လာနိုင်သေးတယ်ပေါ့အဲ့ဒီကြရင်တော့အကောင်းကုန်သွားပြီးတော့အဆိုးတွေလွှမ်းမိုးသွားတဲ့အချိန်ရောက်လာ အဲ့လိုဖြစ်သွားပြီဆိုရင်တော့လောကမှာလောကကြီးတစ်ခုလုံးဟာမိဟုံတောက်ပြီးတော့ပျက်စီးဆုံးရှုံးတဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်။အခုခေတ်ကြီးကိုကြည့်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဘက်ကိုတာဆူးနေတဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုအစွမ်းထက်တဲ့လက်နဲ့ကြည့်ရတာမိဟုံတောက်ပဲဟာလေးကြီးပဲလေကောင်း။အဲ့တော့အကောင်းဆိုမမြော်လင်းမြော်လင်းလို့မရတဲ့အနေအထားပဲဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုဖျားပွင့်ကလေးက ကလေးယုတ်ခေါ်တာကိုအဲ့ဒီကလေးယုတ်ကတည်းကမြတ်စွာဘုရားပွင့်တာဖြစ်လို့ဆိုပြီးခိုင်းဆိုဆိုတဲ့ဆိုဒီလိုပဲထလာမှာဖြစ်တယ်နောက်ဆုံးမှာနောက်ဆုံးအဆင့်အဆိုးဆုံးတန်းကုန်သည့်ထီအောင်ဆိုးသွားပြီးတဲ့နောက်မှာတော့မုံတိုင်းထန်လို့မုံတိုင်းပြင့်သွားလို့ရှိရင်လေးပြေးလေးလာတဲ့အချိန်ဆိုတော့ပေါ်လာတတ်တယ်ပေါ့နော် မုံတိုင်းတိုက်ပြီးတဲ့နောက်မှာလေကြီးလေးတိုက်လာတာတဲ့အဲ့ဒီချိန်ခါရောက်လာလို့ရှင်တော့အဆိုးတွေကကုံသွားပြီးကောင်းဘက်ကိုပြန်စားလာအဲ့ဒီကနေပြီးကောင်းလိုက်ပြန်တယ်ကောင်းတဲ့တတန်းကလည်းတဖြည်းဖြည်းတက်သွားပြီးတော့နောက်ထပ်အဆိုးဆိုလာအောင်ပဲလူတွေရဲ့တတန်းတွေကလည်းမတမ်းမရှိအတင်ခြေတန်းတိအောင်ရောက် ်နတ်တွေတဲ့တောင်အသက်ရှိတဲ့ဆင့်တီတော်ရောက်သွားတယ်။နောက်ပိုင်းမှာသူတွေအချင်းပြက်သည့်အတွက်ကြောင့်တတန်းတွေကပြန်ဆုပ်ယူလာ။ဒါဆက်ကဝတိသုတ်တမှာဒီတိုင်းပဲဟောထားတာဗျာ။နော်။ဒီတိုင်းပဲဟောထား။အဲ့လိုအကောင်းနဲ့အဆိုးကျုံနေတာတော်ဝတရားကြီးတို့ဖြစ်ပြီးတော့နေ တော့ကောင်းခြင်းဆိုခြင်းရဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်တရားရီအလုံးရဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေမကောင်းတဲ့စိတ်ဓာတ်တွေလွန်မို့လာခြင်းဟာမကောင်းခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ပေါ့မြတ်စွာဘုရားပွင့်လိုက်လို့ခန္ဓာသွားတဲ့အနေအထားမျိုးတော့ရှိတယ်ရသော်ပြာပွင့်သွားတာတိဋ္ဌိဝါစံသွားတာအခုနေပေါင်း2600 ဲ့တော့ငါရကြော်သွားပြီဆိုတော့တဖြည်းဖြည်းအဆိုးဘက်ကအာသာလာမှာပဲတခုချိန်မှာအဆိုးဆုံးလို့မဆိုရသေးတဲ့အချိန်လေးရောက်တဲ့အချိန်မှာကိုကိုယ်တိုင်ကောင်းနိုင်တဲ့မြတ်ကောင်းကြိုးစားဖို့ကလွယ်ပြီးတခြားလို့ဆရာပါမှမရှိပါဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပဲဒီကလေးယူရတဲ့မှာပွင့်လာတဲ့အခါမှာ ကြီးမားတဲ့အနောက်ရှက်တည်မျိုးစုံကြုံရတယ်လူသားတွေကနောက်ရှက်တာလို့နှစ်ထဲကလည်းပဲနောက်ရှက်တယ်တော့ကောင်းတာမကြိုက်တဲ့လူစုဆိုတာရှိတယ်လေကြည်ပါလားခုနကကလေးယူကဆိုရင်ကောင်းတာမကြိုက်တဲ့လူက၄ယောက်မှ၃ယောက်ရှိတယ်ကောင်းတာကြိုက်တာ၁ယောက်ပဲရှိတာအဲ့တော့အများအားသူကမကောင်းတာကြိုက်တဲ့လူတွေအများကြီး